မင်္ဂလာပါကျွန်တော်ရဲ့ရွှေရီကပ်ဘောက် channel ကနေပြန်လည်ကြိုဆိုလိုက်ပါရီဒီနေ့မှာတော့ထိုင်းနီကမြန်မာနိုင်ငံရဲ့ရာဇဝင်ကိုထဲသွင်းရိုက်ကူးထားတဲ့တောင်ငူခေယူရီးယားနဲ့မြန်မာစစ်ပွဲဇက်လန်အပိုင်းနှစ်ကို recap အနေနဲ့ပြန်လည်တင်ဆက်ပေးသွားမှာပဲဖြစ်ပါရီကျွန်တော်ရဲ့ channel လေးကကြီးစုသူတွေမပြင်းရလေအောင်တနေ့တခြားမယူနိုင်တဲ့စကားကောင်းလေးတွေကိုစဉ်စားမပြတ် recap ပြုလုပ်ပေးလျက်ရှိပါရီခင်ဗျာ ဒါကြောင့်မို့ဇာကားကောင်းများကိုလည်းကြိုက်ပါရီကြည့်ရှုကြပါရီဆိုတဲ့မိတ်ဆွေတို့အနေနဲ့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပြီးနောက်ကခေါင်းလောင်းလေးကိုနှိပ် VPN လေးခန့်ကြည့်ပေးဖို့လည်းအစ်စာမပြတ်နဲ့မေတ္တာရခံပါရစေကဲဒါဆိုရင်တော့ဇာလန်လေးကိုစတင်လိုက်ကြရအောင်ပါခင်ဗျာဇာလန်လေးရဲ့အဆောက်မှာတော့ဟန်တာဝရီဘရင်ဘရင်အောင်ဟာ1963ခုနှစ်မှာပိတ်တလောက်ကိုတင်ပိုက်ပြီးတစားခံအနေနဲ့ခေါ်လာခဲ့တဲ့နရဲစွမ်းဟာကိုရင်ဘွားနဲ့ဘွဲချောင်းပညာရေးတင်ကြားခဲ့ပါရီအရွယ်ရောက်လာတဲ့အခါအသက်အန္တရာယ်တစ်ခုကြောင့်နရဲစွမ်းဟာကိုရင်ဘွားကနေထွက်လာခဲ့ပါရီ ။နရဲစွမ်းဟာဘွန်သေးနဲ့အတူတူအထောက်တော်300ချန်ရန်ပြီးပိတ်တလောက်ကိုပြန်လည်ရောက်ရှိလာခဲ့ပါရီ။နှစ်ယောက်စလုံးဟာလူပြိုကြီးဖားဖားရွယ်ရောက်လာကြပါရီ။1989ခုနှစ်ကိုရောက်လာတဲ့အခါအသက်22နှစ်ရှိပြီဖြစ်တဲ့နရဲစွမ်းနဲ့ဘွန်သေးတို့ဟာပိတ်တလောက်မြို့ရဲ့နန်းတော်ထဲမှာတိုင်းလေးကျင်းနေကြပါရီ။အဲ့ဒီအချိန်မှာပဲမြို့သားစရိဟတ်နဲ့မြို့သားချိုင်ပူရီတို့ဟာနရဲစွမ်းကိုလာရောက်တွေ့ဆုံပါရီ။နရဲစွမ်းကိုတွေ့ဖို့သူအရင်ဝင်မဲငါအရင်ဝင်မဲဖြစ်နေကြတဲ့သူတို့နှစ်ယောက်ဟာကြောက်တုံးကကြီးစောက်ကူဆော့ကြရင်ဘိုလ်လူနေကြပါရီ။ ဒါပေမဲ့လည်းသူတို့နှစ်ယောက်စလုံးဟာနေရဲဆန်းကိုတွေ့ဘူးကြတဲ့သူတွေမဟုတ်တာကြောင့်တလွဲတချော်တွေဖြစ်ကတခြားသူတွေကိုဥတိုက်လျှောက်တင်နေကြပါလိမ့်။နောက်တော့မှဘွန်သင်းကသူ့ရဲ့ဘေးမှာရှိနေတဲ့နေရဲဆန်ကိုလာခါစားဖို့ခေါ်လိုက်တာကြောင့်နှစ်ယောက်သားရှက်ရမ်းရမ်းပြီးအပြေးလွှားခါစားကြပါလိမ့်။သူတို့နှစ်ယောက်ကနေရဲဆန်ရဲ့ဟန်တာရီကတင်လာတဲ့ပညာတွေကိုတန်တရားဖြစ်နေကြပါလိမ့်။ဒါကြောင့်မင်းနေရဲဆန်ကသူတို့နဲ့နှစ်ယောက်တစ်ယောက်ဖိုက်ဖို့စိန်ခေါ်လိုက်ပါလိမ့်။နောက်ဆုံးမှာတော့နှစ်ယောက်စလုံးကနေရဲဆန်ကိုအရှုံးပေးလိုက်ရပါလိမ့်။ဟန်တာရီနေပြီးတော့မှတော့ဘေးနောင်မင်းတရားကြီးဟာနာမကျန်းဖြစ်နေပါလိမ့်။ ဘိတ်တလောင်းမြို့မှာရှိတဲ့နရဲဆွမ်ရဲစီကိုတော့ဟန်တာရီနေပြည်တော်ကအနေစာကျွန်ပါလာပါတယ်။စာကျွန်ထဲမှာတော့အယုဒယာမှာရှိတဲ့ဖခင်ဖြစ်သူကသူ့စီကိုအမြန်လာဖို့ဆင့်ခေါ်ထားတာပဲဖြစ်ပါတယ်။အယုဒယာကိုရောက်လာတဲ့နရဲဆွမ်ရဲတပ်တော်ကြီးကိုညီတော်အေကာထိုင်းမင်းသားကလာရောက်စည်းကြိုပါတယ်။ခမဲတော်ဓမ္မရာဇာကဘရင်တော်မင်းတရားကြီးဟာရခိုင်နဲ့စစ်ခင်းကြရင်ယောဂဆိုးကြောင့်နဲ့ရွာဆွမ်းသွားပြီဖြစ်ကြောင်းပြောလာပါတယ်။အဲ့ဒီအတွက်ကြောင့်နန်းသိမ်းမွဲကိုသွားရမှာဖြစ်တယ်လို့လည်းပြောပြပါရည်။နောက်တမဲ့ဘီရင်ဟာနန်းနာဘီရင်ဖြစ်ပေမဲ့လောလောဆယ်မှာဓမ္မရာဇာကခနာအာနာထိမ့်ပြရမှာဖြစ်တယ်လို့ပြောပြပါရည်။ နရဲစွမ်ကဒိုင်းမြင့်မငိမ့်မသက်ဖြစ်နေတဲ့ချိန်မှာပလင်ကိုထားခဲ့ဖို့မသိတော့ကြောင်းပြောပြသွားရည်ဓမ္မရာဇာကလည်းသူသားဇာပနာပွဲမသွားခဲ့ပါကမဟာမိတ်ပြတ်ပြီးနန္ဒာဘရင်ကအယုဒ္ဓယာကိုတိမ်မို့အကြောင်းပြချက်ရရှိသွားနိုင်ကြောင်းပြောလိုက်ပါရည်နရဲစွမ်ကတော့ဘရင်တော်ဟာသူ့ရဲ့ကာဝယ်ပေးသူဖြစ်တယ်လို့ဒုတိယခမဲတော်လည်းဖြစ်တာကြောင့်ဇာပနာပွဲကိုသွားတင်ပေမဲ့ခမဲတော်တစ်ခုခုဖြစ်ပါကအယုဒ္ဓယာပလင်ဟာပိုင်ရှင်မဲ့ဖြစ်သွားနိုင်ကြောင်းပြောလိုက်ပါရည်ဒီလိုနဲ့နရဲစွမ်ကသူတယောက်တည်းဇာပနာပွဲကိုသွားဖို့ခွင့်တောင်းလိုက်ကရက်ကောင်းနေတာရွေးပြီးသွားဖို့ခွင့်ပြုချက်ရခဲ့ပါတယ် ညနေခင်းမှာတော့ညီတော်ဧကထိုင်းမင်းသားဟာနရဲစွန်စီရောက်လာပြီးသူလဲဟန်တာဝရီကိုနရဲစွန်နဲ့အတူတူလိုက်ခဲ့ခြင်းကြောင့်ပူဇော်ရာကြောင်းနရဲစွန်ကခွင့်ပြုလိုက်ပါတယ်။ဒီလိုနဲ့နရဲစွန်ဦးဆောင်တဲ့ဖွဲ့ဟာ၃ရက်အတွင်းဟန်တာဝရီကိုရောက်ရှိခဲ့ကြပါတယ်။မဏီချောင်ကတော့နရဲစွန်ပြန်ရောက်နေတဲ့အကြောင်းကိုဝန်သာအားရနဲ့အပြူတော်ကိုပြောပြပါတယ်။အပြူတော်ကြီးကတော့စူပန်ကလေးယာကိုပြောပြဖို့အတွက်အကျိုးကြောင်းမေးမြန်းပါတယ်။ဒီလိုနဲ့ပဲမဏီချန်ဟာနရဲစွန်နဲ့ရာဇမနူဘွဲအမိအားဘွန်သိန်းတို့ရှိရာဆီယာရိုခန်ချူးရဲ့ဘုံကြီးအကြောင်းကိုအပြေးရောက်လာပါတယ်။ နရဲစွမ်ကမဏီချံကိုအရန်ကြီးထွားလာကြောင်းပြောကပွေဖက်လိုက်ပါရီအဲ့ဒီအချိန်ဆရာတော်ကထွက်လာပြီးဘုံကြီးကျောင်းထဲမှာအနေထိုင်ဆင်ခြင်မှုပြောကြပါရီဆရာတော်ကလည်းဒီစာပနာပွဲကိုနရဲစွမ်လာမယ်ဆိုတာကိုတထစ်ချယုံကြည်ထားကြောင်းပြောပြပါသေးတယ်ဟန်တာဝရီပြီဟာအန်ဒီရဲ့ကျောင်းမှာမငြိမ်မသက် ဖြစ်နေသေးတာကြောင့်အမြဲတမ်းသတိရှိဖို့မှာနေပါရီနရဲစွမ်ဟာလည်းပဲသူဟာတန်တမန်အနေနဲ့ရောက်လာခဲ့တာဖြစ်တာကြောင့်နန္နာပြင်းဟာဘာမှလုပ်နိုင်မှာမဟုတ်ကြောင်းစိတ်မပူဖို့ပြောပြပါရီဆရာတော်ကလည်းနန္နာပြင်းဟာတခြားနည်းတွေနဲ့လည်းနှောက်ရှက်နိုင်ကြောင်းပြောပြသတိပေးပါရီ ဆရာတော်ဟာဘုရင်တော်မင်းတရားကြီးနဲ့ရွာမဆန်ခင်ကသွားရောက်တွေ့ဆုံခဲ့ပြီးနရဲစွမ်အတွက်အမှန်စကားရရှိခဲ့ပါတယ်။အဲဒီစကားကနရဲစွမ်ကိုဟန်တာဝရီကိုတက်ချီသိမ့်ပိုက်ဖို့နဲ့ဒီလိုမှသာသူက သူတီထောင်ခဲ့တဲ့ဟန်တာဝရီအင်ပါယာကိုစိတ်ချနိုင်မှာဖြစ်ကြောင်းပြောပြထားခဲ့တာပဲဖြစ်ပါတယ်။အကြွေဇာပနာပွဲပြီးလို့မှနရဲစွမ်ကဟန်တာဝရီကိုမသိမ့်ပိုက်ခဲ့ပါကအခြားသောတိုင်းပြည်တွေကလာရောက်သိမ့်ပိုက်ကြမှာဖြစ်တယ်လို့ကြိုတင်တွက်ဆထားပြီးသားဖြစ်ပါတယ်။နရဲစွမ်ဟာသူဟာယူရီးယားလူမျိုးဖြစ်တာကြောင့်ယူရီးယားလူမျိုးကိုပဲအုပ်ချုပ်ခြင်းကြောင့်ပြောပြပါရတယ်။ ယူရီးယားနိုင်ငံကိုကာကွယ်ဖို့အတွက်ဆိုရင်တော့ဟန်တာဝူရီသောဘာလီသောညာလီသောနားမလဲပဲပြန်လည်တိုက်ခိုက်ရမှာဖြစ်ကြောင်းပြောပြပါရည်။ဆရာတော်ကနောက်ထပ်ပြောတာကတော့မင်းကြီးရဲ့အမစကားတွေမှာနရဲဆွမ်ကညင်းဆာမှာကနန်နာဘီဟာအယူထရကိုအလွတ်ပေးမှာမဟုတ်ကြောင်းသတိပေးရင် အသက်ထွက်သွားတယ်လို့ဆိုပါရည်။တနေ့မှာတော့နေရဲဆွမ်းဟာဘရင်အောင်မင်းတရားကြီးရဲ့တမီးတော်ရတရာပြည်ညီလာခံကိုရောက်ရှိနေပါတယ်။အဲ့ဒီဘွဲမှာဇာဝနာကိုရောက်မလာတဲ့ရခိုင်ကခမ်းမရင်ကိုမဟာမိတ်ကနေရုပ်သိမ်းပြီးစန့်ကျင်တိုင်းပြည်အဖြစ်ကြေညာခဲ့ပါတယ်။ နန်နာပြည်ဟာသူတို့တိုင်းပြည်ကိုစန့်ကျင်တော်လှန်တဲ့ခမ်းပြည်နယ်ကိုအမြန်အေးအေးယူဖို့ပြောနေတာကြောင့်နရဲစွမ်ကဖခင်တမရာဇာရဲ့အမျိုးအမြင်ကြီးပွန်ကိုလေးစားလိုက်ရပါတယ်။ခမ်းဟာနိုင်ငံသေးငယ်ပေမဲ့အခြားခြားကြတဲ့နေရာဖြစ်တာကြောင့်တခြားနိုင်ငံတွေကိုနမူနာပြတဲ့အနေနဲ့တိုက်ဖြစ်အောင်တိုက်ရမှာဖြစ်ကြောင်းနန်နာပြည်ကပြောနေပါတယ်။နန်နာပြင်းကနက်ရှင်အောင်ကတောင်ငူတက်ကိုဥဆောင်ကမင်းရဲကျော်စွာကဟန်တာဝရီကိုဥဆောင်စေပြီးနရဲဆောင်ကတော့အယူထရတက်ကိုဥဆောင်ကခမ်းမြို့တော်ကိုတိုက်ခိုက်ပြီးခမ်းမြင့်ကိုဖမ်းဆီးဖို့အမိန်ပေးလိုက်ပါရီနန်နာခင်းတစ်ခုရဲ့ချောင်းတစ်ခုပြီးမှနရဲဆောင်ဟာ မနီချန်ရဲ့စကားပြောနေပါလေမနီချန်ကနရဲဆောင်ကိုစိတ်ပူနေတာကြောင့်နရဲဆောင်ကသူနဲ့ပါလာတဲ့လေးကျင့်ထားတဲ့ကွန်မန်ဒိုတွေဟာသူ့ကိုကာကွယ်ပေးမှဖြစ်တာကြောင့်ဘယ်သူမှထိခိုက်အောင်လုပ်နိုင်မှာမဟုတ်ကြောင်းပြောပြနေပါလေနရဲဆောင်ကသူ့ကိုအမှန်တကယ်စိတ်ပူတယ်ဆိုပါကသူနဲ့အတူတူယိုရီယာကိုလိုက်ခဲ့ဖို့မနီချန်ကိုပြောပါလေမနီချန်ကတော့စုပန်ကလေးယာဟာချက်တော်ကိုလက်တော်နဲ့ရေးပတ်ခံထားရတာကြောင့်ယရနာရွှေကျုံမှာအမွေတုပ်လေးလွှဲထားရပြီဖြစ်ကြောင်းပြောပြပါလေစုပန်ကလေးယာကိုစောင်းရှောက်မဲ့သူမရှိတာကြောင့်သူမကလိုက်လို့မဖြစ်နိုင်ကြောင်းပြောပါလေ ။ဘယ်နောက်မှာတော့နေရဲစွန်ဟာပြင်းမှန်းမှုကြောင့်မဏီချန်ရဲ့ပေါင်တန်တွေကိုခဏငားပြီးအိပ်ပျော်သွားပါရီ။ဒီလိုနဲ့ဟန်သာဝရီတောင်ငူနဲ့အယုထရာတို့ဟာတောင်ပေါ်မြို့လေးဖြစ်တဲ့ခမ်းမြို့ကိုစစ်ကြောင်းသုံးကြောင်းခွဲပြီးတိုက်ခိုက်ကြပါရီ။ခမ်းစစ်တပ်မှာတော့ခမ်းမြင်ရဲ့တမီတော်လော်ခင်းကဦးဆောင်ကတောင်ကြားလန်ကဝင်လာတဲ့ရန်သူတပ်တွေကိုကြောင်ပေါင်းနေစင်ပြီးခလုတ်ဖြုတ်ကနှိပ်ကွနေပါရီ။ခန္ဓာသားရီဟာအင်အားနှဲပါလာပေမဲ့အပေါ်စီးကအသာစီးနေရာရယူထားတာကြောင့်ရန်သူဟန်တာဝရီအဖွဲ့ဟာအထိနာနေကြပါရီခန်းစစ်တပ်ရဲ့အားအထားရဆုံးလေးတီတော်တပ်ကိုလည်းခန်းမြင့်ရဲ့တမီးတော်လော်ခင်ကဦးစီးဦးဆောင်ထားတာပဲဖြစ်ပါရီ ဟန်တာရီတက်တီဟာအကြအဆုံးများစွာနဲ့ပြန်လည်ဆုတ်ခွာနေရတာကြောင့်မင်းရဲ့ကြော်စွာကမဆုံးမနစ်ပြန်တိုက်ဖို့အမိန့်ပေးနေပါတယ်။ဟန်တာရီတက်မှုကတက်တီပြန်ဆုတ်ချဖို့ခွင့်တောင်းခဲ့ပေမဲ့မင်းရဲ့ကြော်စွာကတော့ပြန်ဆုတ်တဲ့သူတွေဟာစွေစဉ်မျိုးဆက်ကွမ်းမျက်ခံရမှာဖြစ်ကြောင်းပြောပြပြီးတိုက်ပွဲကိုဆက်တိုက်စီပါတယ်။ဒါပေမဲ့လည်းမိသားစုကနောက်မှလက်ရှိကြုံနေရတဲ့ဘေးကပိုကြီးတာကြောင့်ဟန်တာရီတက်သားအလုံးဟာဆုတ်ခွာခဲ့ရပါတယ်။ဟန်တာရီတက်မှုကတော့မျိုးဝင်လမ်းမှန်သမျှဟာသူတို့အတွက်တေးလမ်းကြောင်းသာဖြစ်ကြောင်းရှောက်တင်ပါတယ်။ အယုဓယာစစ်ကြောင်းကနေရဲဆောင်ကတော့တောင်ပေါ်မြို့ဖြစ်တဲ့ခန်းစစ်တပ်ရဲ့အာဏာကြားဟာရေအေးမြစ်ဖြစ်ကြောင်းသိလိုက်ရပါတယ်။ခန်းမြို့ရဲ့ရေအေးမြစ်ကတော့တောင်ကြားချောင်းတစ်ခုဖြစ်ပြီးရေအတွက်နွားလေးတွေစင်းနေမြင်းနေတဲ့အချိန်ချင်းတည်ယူရတာပဲဖြစ်ပါတယ်။သူတို့ဟာချောင်းတွေကရေကိုတည်ယူပြီးတောင်ကိုဖျက်ပေါက်နေတဲ့လှိုင်းကူတွေကနေတဆင့်မြို့ကိုထွက်ကာရေကိုလှည့်ဝတ်စာတည်ယူကြတာပဲဖြစ်ပါတယ်။အယုဓယာတပ်ဦးဟာခန်းမြို့ရဲ့ရေအေးမြစ်နေရာကိုသိရှိသွားပါတယ်။ National အဖွဲ့ကညရောက်တဲ့အချိန်မှာခန်းမြို့ကိုဝင်စီးဖို့တိုင်ပင်ကြပါတယ်။အဲ့ဒီဘက်မှာတော့တောင်ကူတပ်ဟာအမိုးကာတွေကိုထမ်းပြီးခန်းတော်ကြားကိုဖျက်ခဲ့ကြပါတယ်။ ။ဒေါငူစေချောင်းရဲ့အမူအကားရီဟာကြောင်ပေါင်းခလုတ်တွေကိုအောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ပေမဲ့လော်ခင်ဦးဆောင်နဲ့မီးတုံများတွေကိုတော့တောက်မခံနိုင်ကြပဲအကြအဆုံးများနဲ့ပြန်လည်ဆုတ်ခွာခဲ့ကြရပါတယ်။နေရဲဆောင်ကတောင်ကူစစ်ကြောင်းရဲ့ဗျူဟာကိုချီကျူးပြီးသူ့လက်မှာတော့စစ်ကြောင်းနှစ်ကြောင်းစာနဲ့တိုက်ခိုက်ကြဖို့စီစဉ်လိုက်ပါတယ်။ညီတော်ဧကထိုးခိုးစာနဲ့ယရနာဖတ်တို့ကလူနကာစာလောင်းနဲ့ရှေ့ကရောင်ပြဝင်စေပြီးသူနဲ့ရာဇမနူဘွဲအမိအားဘွန်သိန်းတို့ကခမ်းမြူတွေကိုနောက်ဖက်ကရေးတဲတဲ့လှည့်ဝက်လမ်းကနေမြူတွေကိုဝင်စည်းကြဖို့အစီအစဉ်ဆွဲလိုက်ပါတယ်။ ဧကထုကနောင်တော်နဲ့အတူလိုက်ချင်ကြောင်းပြောနေတာကြောင့်စူပူကျိန်းမောင်းမှန်မဲလဲရပါသေးတယ်။ညရောက်တဲ့ခါမှာတော့ဧကထုနဲ့အဖွဲ့ကစီရီတီးကမိတို့တွေတရန်ရန်နဲ့တနတ်တွေပြစ်ဖောက်ပြီးစူညံတန်နေနဲ့အလွန်ကြီးမားတဲ့တက်ကြီးဝင်ရောက်လာတဲ့အောင်ပြုကခန်းစစ်တပ်ကိုလှည့်စားခဲ့ပါတယ်။အဲဒီအချိန်မှာခန်းစစ်တပ်ဟာဧကထုတို့စီကိုအာရုံရောက်နေပြီးဧကထုတို့ကလည်းရှေးမတိုးစာနောက်မဆုတ်တာအခြေအနေနဲ့ရပ်တည်နေပါတယ်။နေရဲစွာနဲ့ရာစားမနူတို့ကကင်းဆောင်ဆက်သားနေငယ်သာရှိတဲ့ရေသေးလမ်းကြောင်းကိုဖြတ်ပြီးမြို့ထဲကိုဝင်ခဲ့ကြပါသည်မြို့ဝင်တကားဝကူတော့မိုင်းခွဲဖောက်ခွဲကဖွင့်လင်းလိုက်ကြပါသည် ဒါသားလုံးရင်နဲ့လှိဝအပေါက်ကနေဝင်ရောက်လာတဲ့အယုဒိယစစ်တပ်ကိုခန်းစစ်တပ်ကကာဝေးနိုင်ခဲ့ခြင်းမရှိပါဘူး။အဲ့ဒီအချိန်ရောက်မှလော်ခင်ဟာသူလဲလှည့်စားခံလိုက်ရမှန်းသိသွားခဲ့ပါရီ။သုံးရက်နဲ့သုံးညတိတိတိုက်ခိုက်ပြီးရာဇမဏူကလော်ခင်ကိုဖမ်းချုပ်ကာအာဝါရီပေးပါရီ။အဲ့ဒီအချိန်မှာခမ်းမြင်ရောက်လာပြီးနရဲဆွမ်းရဲလက်အောက်မှာအညံ့ခံမဲ့အကြောင်းပြောပါရီ။ခမ်းမြင်နဲ့တပ်သားတွေကိုဖမ်းဆီးခေါ်ဆောင်လိုက်ရမှာခမ်းမြင်ကိုရထားလုံးအချုပ်နဲ့လော်ခင်တို့လိုခေါင်းဆောင်တွေကိုတော့လေဘင်းနဲ့လက်ကိုဝါထိတ်တုံးနဲ့ညှက်ကဖမ်းဆီးခေါ်လာပါရီ။လော်ခင်ကဖားခင်ခမ်းမြင်အတွက်ရေတောင်းပေးပါရီ။ ရာဇမနူကသူ့ကိုရန်သူလိုဆက်ဆံနေတဲ့လော်ခင်ရဲ့ထိတ်တုံးကိုဖြီးပါမြင်းမော်ဆွဲတင်ပြီးရင်ခွင်ထဲထဲကအာပွားရီပေးနေပါလိမ့်။ရာဇမနူရဲ့နှုတ်ကလည်းစစ်ပွဲပြီးတဲ့နောက်မှာသူတို့ဟာရန်သူတွေမဟုတ်ဘဲချစ်သူတွေသာဖြစ်ကြောင်းလည်းပြောပြပါလိမ့်။လမ်းတစ်ထောက်စကန်းချကြတဲ့အခါနရဲစွန်တက်ထက်စစ်တင်ရဆယ်စားလောက်ပို့ယူထားတဲ့မင်းရဲ့ကြော်စွာဟာခမ်းမင်းကိုမဖမ်းဆီးနိုင်ခဲ့တာကြောင့်အမျက်တော်တင်နေပါလိမ့်။နေရဲစွမ်းကိုမကြုံနိုင်လိုက်တာကြောင့်လေမင်းရဲကျော်စွာကပါကလီနှစ်ဖက်နီရဲနီအောင်အဆက်တော်ရနေပါလေ။နက်ရှင်အောင်ကတော့နေရဲစွမ်းဟာခြုံချမ်းဆရာတော်ရဲ့တပည့်ဖြစ်မှန်းသိရတဲ့အပြင သူရဲ့ဆရာကိုင်းတူနေတာကြောင့်တစ်ချိန်မှာမဟာမိတ်ဖြစ်နိုင်မယ်လို့ကြိုတွေးနေပါရီ။ယာယီတန်းထဲမှာဆံမြန်းနေတဲ့နေရဲစွာဟာမျက်လုံးကိုတစ်ဖက်ပိုးတွယ်သွားအောင်စွန့်စားခဲ့တဲ့တစ္ဆာကန်ချိုင်ဘူရီရဲ့အော်တန်ကြောင့်စိတ်မသက်မသာဖြစ်နေပါရီ။မြို့သားဆရီဟတ်ကမတဲ့တူနေမျက်လုံးတစ်ဖက်ပြတ်သွားတဲ့ချိုင်ဘူရီကိုလာကြည့်ချိန်မှာချိုင်ဘူရီကသတိရလာတာကြောင့်ရှက်ပြီးပြန်သွားပါရီ။တောင်ကူကနက်ရှင်အောင်ကတော့ချီကျူးဂုံမြို့စားကျွန်းလွားတစောက်ကိုရေးပြီးနေရဲစွာစီကိုပို့ပေးဖို့ပြင်ဆင်နေပါရီ။နေရဲစွာဟာအပန်းပြေပတ်တလားတီးနေချိန်မှာယာစမနီကရောက်လာပါရီ။နေရဲစွာက ရာဇမနီကိုအကျဉ်းသားတွေပဲကင်းတစ်ချက်လဲဖို့ပြောလိုက်ပါရီညီတော်ဧကထိုးကတခြားတပ်သားတယောက်ကိုလွတ်တင်ကြောင်းပြောတဲ့အခါနေရဲဆွမ်ကရာဇမနီကလော်ကင်ကိုမျက်စိကျနေရကိုသတိမထားမိဘူးလားလို့ဧကထိုးကိုပြန်မေးလိုက်ပါရီအကျဉ်းသားတွေရဲ့အနာကိုရောက်တဲ့အခါရာဇမနီကခွေးသားကင်တစ်ခုကိုလော်ကင်ကိုပေးလိုက်ပါရီလော်ကင်ကဝန်းဆိုပြီးတဖက်လှည့်သွားတာကြောင့်ရာဇမနီကခွေးသားကင်ကိုခမ်းမြင်စီကိုယူသွားပါရီနောက်မှမိဖို့နားကိုခေါ်သွားပြီးကြက်သားကင်ကိုပေးတော့မှလော်ကင်ကလက်ကိုကျိုးဖြီခိုင်းကယူစားလိုက်ပါရီ ကျိုးပြီသွားတဲ့လော်ခင်ကယာစားမနူကိုပြာပူနဲ့ပတ်ပြီးအနာဂတ်တားတရောက်ကိုစောင့်ကန်ကယာစားမနူရဲ့မြင်းကိုစီးပြီးထွက်ပြေးပါလိ။ယာစားမနူကလေးနဲ့ပြစ်ဖို့လုပ်တဲ့တက်သားကိုတားဆီးပြီးမြင်းကောင်ကိုစီးကချောင်းတစ်ခုနားရောက်မှမိသွားပါလိ။လော်ခင်ကယာစားမနူကိုဒုံးနဲ့ရိုက်လိုက်တာကြောင့်သတိမိသွားပါလိ။လော်ခင်ကစိတ်ပူပြီးပြန်လာတဲ့အခါသတိလေးချင်အောင်စောင့်နေတဲ့ယာစားမနူကလော်ခင်ကိုနှက်ခမ်းချင်းဖိကတ်ကပြင်သစ်လိုပဲအနမ်းပွင့်မွေးလေးပေးလိုက်ပါလိ။လော်ခင်ကဂဲလုံးနဲ့ထုလိုက်တာကြောင့်ယာစားမနူကသတိပြန်လေသွားပြန်ပါလိ။သတိပြန်ရလာတဲ့အခါယာစားမနူကလော်ခင်ကိုပြေးကျင်လဲပြေးလို့ရနိုင်ကြောင်းပြောပါရီ လော်ခင်ကသူ့ကိုဘာကြောင့်လှုပ်ပေးတာလဲလို့ယာစားမနူကိုမေးပြီးနန်းကြပြန်ပါသေးတယ်။ဒီတစ်ခါမှာတော့သူတို့နှစ်ယောက်ဟာချောင်းမီကမြက်ခင်ကိုအီဆတ်ညံ့ညောတဲ့ဖဲမှုရလို့သဘောထားပြီးမောင်မဲတူခြေတလင်းကိုနေလိုက်ကြပါတော့တယ်။ဒေါ်တော်လေးပြောင်ညံ့နေအောင်တလင်းနေခဲ့ကြပြီးမိုးချုပ်လာမှပြန်ခဲ့ကြပါတော့တယ်။လော်ဂင်မျက်နှာကိုအရေးလိုကြည့်နေတဲ့ဖခင်ခန်နဲ့အပြူတော်တငယ်ချင်းမောင်မူတို့ကတော့လော်ဂင်ဘာဖြစ်လာတာလဲဆိုတာကိုသိရှိခန်းစားနိုင်ကြပါတယ်။နန္နာဘီကတော့ဟန်တာဝရီသစ္စာဖောက်ခန်းခေါင်းဆောင်တွေကိုမီးရှို့တတ်ဖို့လုပ်နေကြပါတယ်။ နောက်တော့နေရဲဆောင်ရဲ့တောင်းပန်မှုနဲ့အကြောင်းပြချက်တွေကြောင့်အပြစ်မှရှော့ပေါ်ပြီးမသိမချင်းအလေးမတွေ့ရအောင်တိုက်ပိတ်ထားဖို့အတွက်အမိန်ပေးလိုက်ပါရီအယုဓယာနေမှာတော့နေရဲဆောင်ဟာတာမန်ပြည်သူတွေနဲ့ရောနှောပြီးတိုင်းငန်းလှည့်လည်နေပါရီအယုဓယာမြို့တော်ကြီးကတော့ရောင်းဝယ်ဖောက်ကားစီကားနေပါရီနေရဲဆောင်ရဲ့တပ်ဖွဲ့ဟာလှေရီနဲ့တာမန်အယောင်ဆောင်ကမြေရိုးတစ်လျှောက်တိုင်းငန်းလှည့်လည်နေစဉ်မှာမိုးတက်လေပြင်းကျလာတာကြောင့်အိမ်တစ်လုံးနောက်ကိုကပ်ပြီးမိုးခိုဝင်တောင်းလိုက်ပါရီအဲ့ဒီအိမ်မှာတော့နေရဲဆွမ်းဘီရင်ကိုအားကိုးလေးစားပြီးနောက်ွယ်မှာတော့ဘီရင်စကားကိုလိုက်နာနေတဲ့မျက်မမြင်အဖွားရဲ့အိမ်ပဲဖြစ်ပါတယ် ညမမြင်ဖွားဟာယူရီးယားစစ်ပွဲမှာအမြောက်ဆံမှန်ပြီးအလင်းကွယ်ခဲ့ရသူပါအဖွားရဲ့မျိုးသားဟာလည်းတိုက်ပွဲမှာကြားခဲ့ရသူဖြစ်ပြီးဒါဖြစ်သူကလည်းနရဲဆန်စစ်တပ်မှအမှုထမ်းနေကြောင်းပြောပြပါရည်ရွာမှာလုလုနိုင်တဲ့သူမရှိတော့တာကြောင့်စားတောက်ကုန်တွေကိုနှက်ဆစည်းတက်နေတာရီစစ်ပွဲရဲ့ဘေးထွက်ဆိုးကျိုးတွေကိုနရဲဆန်မင်းကြီးသိစေခြင်းကြောင်းပြောပြပါရည်ဟန်တာဝရီမှာတော့မဟာမိတ်ဖွဲ့ကနေတစ္ဆာဖောက်ချင်နေတဲ့အင်းဝါကဒရိုမင်းစောကိုနမူနာပေးဖို့နန္နာပြင်းကစော်ဩနေပါရည်မကြခင်မှာပဲမင်းရဲ့ကြော်စွာရောက်လာတာကြောင့် နန္နာပြင်းကမင်းရဲ့ကြော်စွာကြောင့်ဆစ်ဖြစ်မဲ့အရေးဆွေးနေတဲ့ညီလာခံကိုအချိန်မီမတက်ရောက်လာကြောင်းဆိုပူပါရီနန္နာပြင်းကမင်းရဲ့ကြော်စွာရဲ့ရည်စားအင်းဝပြင်းရဲ့တမိဟာတခြားသူနဲ့တစ္ဆာဖောက်မှာဆိုပြီးဆိုဖာမှာအပူလာတီနေကြောင်းပြောနေပါရီမင်းရဲ့ကြော်စွာကဒါရီကကောလာဟာလာတွေဖြစ်ကြောင်းညင်းဆံပါရီမင်းရဲ့ကြော်စွာကဒီပြဿနာတွေနဲ့မဆိုင်မဲအင်းဝပြင်းကဘရင်တော်ကွယ်လွန်ကလေးကခွာပြဲချင်နေတာဖြစ်ကြောင်းရှောက်တင်ပါရီမင်းရဲ့ကြော်စွာကသူစိတ်တော်ကောင်းနေရခြင်းမှာသူ့ကိုစေဦးစီးမလုပ်ခိုင်းလို့သာဖြစ်တယ်လို့ပြောလိုက်ပါရီ နန်နာပြင်ကသူအင်းဝကိုဆေးချီနေတော့ဟန်တာဝရီပလင်ကိုစောင်းရှောက်ဖို့မင်းရဲ့ကျော်စွာကိုတာဝန်ပေးခဲ့တာကြောင့်ပြောသွားပါရီအမတ်ကြီးသူရကာမကိုတော့မင်းရဲ့ကျော်စွာကိုစောင်းရှောက်ပေးဖို့တာဝန်ပေးလိုက်ပါရီအယူဒိယနန်တော်ရဲမှာတော့အင်းဝကိုတိုက်ဖို့နန်နာပြင်ကဆေးကူတောင်းနေကြောင်းယာစာမနူကိုပြောတဲ့အခါဒါဟာလက်ကွက်တစ်ခုဖြစ်နိုင်ကြောင်းယာစာမနူကပြန်ပြောပါရီအင်းဝကိုတိုက်ဖို့ဓမ္မယာစာနဲ့တိုင်ပင်တဲ့အခါဓမ္မယာစာကလည်းဘရင်တော်မရှိတဲ့ကပြုတ်ကွဲသွားတော့မယ့်ဟန်တာဝရီကိုကူညီရမယ်လို့နရဲစွမ်ကိုပြောနေပါရီ နေရဲဆောင်ကနှစ်ယောက်လုံးတစ်ခုခုဖြစ်ပါကနိုင်ငံမျိုးဆက်အတွက်စိုးရိမ်စရာဖြစ်နေတာကြောင့်သူနောက်ကိုအမြဲလိုက်ချင်နေတဲ့ဧကထိုးကိုထားခဲ့မယ်လို့ရှောက်တင်လိုက်ပါတယ်။နေရဲဆောင်ဦးဆောင်တဲ့ဖွဲ့ဟာဟန်တာဝရီကိုခြိတက်လာကြရင်ခရမ်းမျိုးအယောက်မှာခိတ္တနာခုပြီးရာဇမနူကမျိုးတကားကိုအဖွင့်ခိုင်းပါတယ်။ခရမ်းမျိုးသားကမျိုးငယ်လေးဖြစ်တဲ့ခရမ်းဟာရိတ်ခါနေပါတာကြောင့်အဲဝိမကြီးမှာဆိုးတဲ့အတွက်မျိုးပြင်မှာစကန်းချဖို့သာပြောပါတယ်။နေရဲဆွမ်းနဲ့ရာဇမနူဟာခရမ်းမျိုးအနီးမှာအကြောင်းလာထိုင်ပြီးနေရဲဆွမ်းလာကိုစောင့်နေတဲ့ဆရာတော်ချုံချန်းကိုဝင်ပြီးဝေးပြူကြပါသည် ရဲစွမ်ကတော့နန္နာမင်းသားရဲ့သဘောထားအမှန်ကိုသိရတဲ့အထိခရမ်းမြို့နီးမှာစကမ်းချဖို့ဆုံးဖြတ်လိုက်ပါရည်။ဆရာတော်ခြုံချန်းကအခုချိန်မှာခရမ်းမြို့သားကစာချွန်လာပို့ပြီးလာပြီဖြစ်ကြောင်းနန္နာပင်ရဲ့သဘောထားကိုမသိရသေးခင်မှာကိုကိုကိုကယူဆိုင်နေဖို့မှာကြပါရည်။ခရမ်းမြို့သားရဲ့စာချွန်ဟာမင်းရဲ့ကျော်စွာရဲ့လက်ထဲကိုရောက်သွားပြီးအလေချောင်းနေတဲ့ဘီကသွေးထိုးသူအပွားတော်မြဲဒီကနရဲစွမ်ကိုလှုပ်ကြံမှုအကြံပေးခဲ့ပါရည်။အစပိုင်းမှာတော့နန္နာပင်အမျက်ရှောက်မှာကိုကြောက်နေတဲ့မင်းရဲ့ကျော်စွာဟာလောက်ကြံမှုအောင်မြန်မာကစုတော်များပင်ရနိုင်ကြောင်းအဘတော်မြေကဘေးကကြက်တာကြောင့်နရဲစွမ်ကိုလောက်ကြံမှုစီစဉ်ပါရည်။ နောက်တော့မင်းရဲ့ကျော်စွာရဲ့လက်အောက်ခံနရဲစွန်ရဲ့အကြောင်းတွေပဲ RAM နဲ့ CRAN ကိုတရှိုးဖြစ်ပို့ပြီးလောက်ကြံစီဖို့အကြံရလိုက်ပါတယ်။အကယ်၍လောက်ကြံမှုမအောင်မြင်ပါက RAM နဲ့ CRAN ပေါ်အပြစ်ပုံချလိုက်ဖို့အကြံစိုးတွေထွက်နေခဲ့ပါတယ်။ RAM နဲ့ CRAN ဟာနရဲစွန်စီတရင်စကားအပားလိုလိုပါလိုလိုနဲ့အထောက်တော်အဖြစ်ရောက်ရှိခဲ့ပြီးနရဲစွန်အနောက်ကိုခါစားခဲ့ပါတယ်။နောက်တော့ RAM ဟာငယ်စဉ်ကတန်ရောစဉ်တွေကိုပြန်တွေးပြီးနောင်တရကဆရာတော်ချုပ်ချမ်းစီမှာအပြစ်ကိုဝန်ခံလိုက်ပါတယ်။ CRAN ကလိုက်လံတားဆီးခဲ့ပေမဲ့ RAM ကဝန်ခံပြီးတာကြောင့်နောက်ကျသွားပါတယ်။ဆရာတော်ကတော့မင်းရဲ့ကြော်စွာရဲ့အကြံအားလုံးကိုကြိုသိနေပြီး ရမ်နိုကလည်းတစ်ဖက်မှာအင်ရှင်မင်းမိတ်နဲ့တစ်ဖက်ကလည်းဘာအပြစ်မှမရှိတဲ့နရဲဆွမ်းနှစ်ဖက်ကြားပြများနေပါတယ်။မင်းရဲ့ကျော်စွာရဲ့ရုံမှကောက်ကျစ်တဲ့အကြံကိုတည်သွားတဲ့နရဲဆွမ်းကတော့ဟန်တာဝရီကိုရန်သူအဖြစ်ကျင်းညာလိုက်ပါတယ်။နရဲဆွမ်းကသူဟာဟန်တာဝရီအပေါ်မှာဘာအပြစ်မှမကျူးလွန်ခဲ့ပဲအခုလိုလောက်ကျမ်းမှုကိုတည်ရတဲ့အခါမဟာမိတ်မဟုတ်တော့ကြောင်းပြောလိုက်ပါတယ်။နရဲဆွမ်းဟာယာစားမနေကိုဟန်တာဝရီကိုတရင်မပို့ရသေးခင်လူအနေငယ်နဲ့ခရမ်းမျိုးစားကိုဖမ်းဆီးခဲ့ဖို့အမိန့်ပေးလိုက်ပါတယ်။ခရမ်းမျိုးစားဖမ်းဆီးထားတဲ့မွန်တုံမန်းကြီးကိုလည်းနရဲဆွမ်းကလွတ်ပေးလိုက်ပါတယ်။နောက်တစ်နေ့မှာတော့ ဘရင်နရဲစွာဟာနိုင်ရင်မြင်ကိုထွက်ပြီးရုံမောက်ကောက်ချစ်တဲ့ဟန်တာဝရီဘရင်ကိုတိုက်ခိုက်ဖို့တည်ဆောက်ဆိုခဲ့ပါရီနရဲစွာကယူရီးယားနဲ့မွန်တပ်ပေါင်းမှမှအင်အား3000သာရှိပြီးဟန်တာဝရီမှာအင်အား9000သိန်းရှိနေကြောင်းပြောပြပါရီသူတို့အဖွဲ့ဟာဂျားရဲမှာရှိနေတဲ့စစ်တောင်းမြစ်ကိုဟန်တာဝရီတပ်မရောက်ခင်ဖျက်နိုင်မှာကအကုန်လုံးမြစ်ထဲမှာအသက်ခံရနိုင်ကြောင်းပြောပါရီဒီလိုနဲ့ရာဇာမဏိကိုဥဆောင်စေပြီးဟန်တာဝရီတပ်တွေဖျက်ကျော်လာမဲ့ချင်းသေးတောင်ကြောင်းမှာသွားကြိုဆောင်ပြီးမိမောင်းကြောင်မောင်းနေစင်ကအင်အားလျှော့ချဖို့တာဝန်ပေးလိုက်ပါရီရှင်မူရီနဲ့စရိဟတ်တို့ကဖောက်ခွဲမှုတာဝန်တွေကိုယူဖို့တာဝန်ပေးလိုက်ပါရီ ဒူးမြောင်းနေကို 2B စီရီကိုဖြည့်စီပါရီနန္နာပြင်ကတော့အသက်9နှစ်ကနေ30အတွင်းယောက်ျားမှန်သမျှစိတ်မှုမထမ်းမနေရအမိန်ကိုထုတ်ပြန်လိုက်ပါပြီရာဇမနူကတဖုံးစားဟန်ဆောင်ပြီးမန်နေဂျာရဲ့ရှေ့မှာလမ်းပိတ်ပြလိုက်ကညကြရင်ဆရာတော်ကျောင်းမှာတွေ့ဖို့အထာနဲ့ချိန်လိုက်ပါရီညရောက်တဲ့အခါမန်နေဂျာကဖုန်းတော်ကြီးကျောင်းကိုရောက်လာပြီးရုပ်ဖြတ်ကအတင်းဆောင်နေတဲ့နရဲဆွမ်နဲ့တွေ့ခဲ့ပါရီနရဲဆွမ်ကယူရီးယားကိုသူနဲ့လိုက်ခဲ့ဖို့စူပန်ကလေးယာကိုတရင်ပေးခေါ်ခဲ့ဖို့အတွက်ပြောပေးမိမယ်စူပန်ကလေးယာဟာဂလိငယ်လေးကရှိနေတာကြောင့်ယူရီးယားကိုပြန်မလိုက်နိုင်ကြောင်းမန်နေဂျာကပြောပါရီ မနီဂျန်ကိုခေါ်တဲ့အခါမှာတော့မနီဂျန်ကဒီတစ်ခါမှမငင်းပဲချက်ချင်းပဲကောင်းကျင်းခဲ့ပါတယ်။ရာဇမနူကိုတော့ရောက်ခမခမ်းမြင်းနဲ့လော်ကင်ကိုကယ်တင်မှုလုပ်လိုက်ပါတယ်။ရာဇမနူကခမ်းမြင်းကိုယူရီးယားဘက်မှရှောင်းတိမ်မှုလုပ်လိုက်ပါတယ်။တချို့ယူရီးယားတွေကဟန်တာဝရီမှာမွေးဟန်တာဝရီမှာကြီးခဲ့တာကြောင့်ယူရီးယားကိုပြန်မလိုက်ချင်ကြောင်းငင်းဆန်တဲ့အခါနေကျင်တဲ့သူကနေခဲ့လို့ရပြီးသူတို့ရဲ့မိသားစုနဲ့ပြည်စည်းတွေကိုတဲကအိမ်ကိုမီးရှို့စေလိုက်ပါတယ်။သူရကောင်မဝင်းကြီးကတော့နေရဲဆွမ်တို့ဟာယူရီးယားကိုပြန်ဆုပ်မယ်ဆိုတာကိုမင်းရဲ့ကျော်စွာစီလာရောက်ရှောက်ထားပါတယ်။မင်းရဲ့ကျော်စွာကတော့ဒါဟာဘျူဟာတစ်ခုသာဖြစ်ကြောင်းပြောပါတယ်။ အဲဒီညမှာဧကထူကစစ်တောင်းမြစ်ကူတရားကိုအပီးတီဆောက်မှာဖြစ်ပြီးတရားပြီးဆုံးသွားပါကဒါစီယာခတ်ခဲနိုင်ကြောင်းသတိပေးခဲ့ပါရီချင်းပူရီနဲ့ဆရီဟတ်တူကဟန်သာဝရီသရှိုးရီမိတဲ့အခါမအူးမတန်လန်းဆွဲကနေလန်းထားလိုက်ပါရီဒီမြင်ကွင်းကိုတွေ့ရတဲ့ဆရာတော်ကတော့အသက်ရှိရင်တရားမဲ့ကံပါလာတာပဲလို့ဆိုကတရားနဲ့ဖြေပါရီစစ်သူကြီးထိုင်းနန်းကတော့မွန်လူမျိုးတွေကထပ်မံရောက်လာပြီးပူပေါင်းလျက်ရှိနေကြောင်းနရဲစွန်ကိုရှောက်ထားပါရီယူရီးယားကိုသွားရလမ်းမှာခမ်းမင်းကတော့လော်ခင်နဲ့မောင်မှုကိုနရဲစွန်ရဲ့နောက်ကိုလိုက်သွားခြင်းမှာကအခွင့်ပြုတဲ့အကြောင်းပြောပြပါရီ သွားခြင်းရဲ့လက်တိုးဖြစ်နေတဲ့ Locking နဲ့မောင်မူကတော့ Chakra နဲ့ပြန်လေကနရဲစွန်နဲ့ရာစားမနူရှိရာကိုထွက်ခဲ့ပါတယ်။သူရကောင်မောင်ကစစ်တောင်းမြေတရာကိုပြီးစီးသွားကြောင်းလာရောက်လျှောက်တင်ကဆစ်ချီဖို့အတွက်ပြောလိုက်ပါတယ်။မင်းရဲ့ကြော်စွာကတော့သူတို့မှလည်းတရှိုးရှိတာကြောင့်တီးပီးပီးဖြစ်ကြောင်းနဲ့သူခေါ်ထားတဲ့နာဂါကျေးစားလူသားသမားတွေကိုခေါ်ထုတ်ပြကဆစ်ချီရန်မလိုအပ်ကြောင်းပြောပြပြီးမြန်မာရုပ်ရှင်တွေကလူစုအထာနဲ့ရည်နေကြပါတယ်။ဒေါ်ရီမရေချိုးနေတဲ့ Locking တို့ဟာရေချိုးပြီးခဏအနားယူနေချိန်နာဂါမုတ်ဆိုးကျေးစားတွေနဲ့စတင်ရင်ဆိုင်တိုက်ခတ်ရပါတယ်။ ဟန်တာဝရီတသားတယောက်ကပြစ်လိုက်တဲ့မြားဟာမောင်မူရဲ့နှုတ်အုံကိုမှန်ပြီးလဲကျသွားပါတယ်။မြားကိုနှုတ်ဖို့ကြိုးစားတဲ့လော်ခင်ကိုမြားကဒိတ်ခံနေကြောင်းပြောပြီးမောင်မူဟာမြားကိုချိုးပြစ်လိုက်ပါတယ်။လော်ခင်ဟာမောင်မူကိုချင်းသေးတောင်ကြားစခန်းကိုပြန်ခေါ်ပြီးစေကူတာပေးခဲ့ပါတယ်။ရာဇမနူကတော့လော်ခင်ကိုသူမနဲ့အတူမနေပဲယူရီးယားကိုသွားနေဖို့အတွက်ပြောပါတယ်။လော်ခင်ကဘာကြောင့်သူကဟန်တာဝရီကိုတိုက်ရတာလဲမသိရတာလားဆိုပြီးမေးခွန်းပြန်ထုတ်လိုက်ပါတယ်။မကြာခင်မှာတရားပြီးသွားတာကြောင့်အရသားတွေဟာယူရီးယားဘက်ကိုပြန်ခဲ့ကြပါတယ်။ညရောက်တဲ့အခါမှာဂျေးစားနာကလူသက်သမားတွေဟာ ဒိတ်တဆိုင်ဝင်ရောက်ပြီးလှုပ်ကြံလာပါတယ်နောက်တနေ့မနက်မှာတော့ဟန်တာဝရီတပ်သားတွေရောက်လာတာကြောင့်လော်ကင်ကသွားရောက်တိုက်ခိုက်စင်မှာမောင်မိုးကသူ့ကိုယ်သူလှုပ်ကြံတည်ဆုံသွားပါတယ်ရာဇာမနူနဲ့တပ်ဖွဲ့ကတော့တောင်မိုးကနေမီးလုံးတွေကြောင်မောင်းတွေကိုလှိမ့်ချပြီးဟန်တာဝရီတပ်ကိုဖြိုခွင်းနေပါတယ်မောင်မိုးတည်ဆုံသွားတာကြောင့်ဒေါသရန်ထွက်သွားတဲ့လော်ကင်ကဟန်တာဝရီတပ်တွေကိုတရှိန်လို့တိုက်ခိုက်ပါတော့တယ်ရာဇာမနူကလော်ကင်ကိုတိုက်ပွဲတွေကဆွဲထုတ်ပြီးမြင်းမော်တင်သွားပါတယ်နေရဲဆောင်ကတော့သူ့ရဲ့တပ်မှုတွေကိုစစ်ပွဲအခြေအနေတွေရှင်းပြနေပါတယ်ရာဇာမနူနဲ့တောင်ကြားတပ်ဟာပြန်လည်ဆုတ်ခွာလာရတော့မှဖြစ်ကြောင်းပြောနေပြီး ူရကာမာစစ်သူကြီးဟာသူထင်ထားတာထက်မြန်ဆန်စွာစစ်တောင်းမြင်နာကိုရောက်လာခဲ့တယ်လို့ပြောပြပါရည်။ဒါကြောင့်မို့ယူရီးယားလူမျိုးနဲ့မွန်တုံမန်းတွေကိုစစ်တောင်းမြင်တစ်ဖက်ကကန်းကိုအမြန်ကူးစေပါရည်။ယာစားမနူတို့ကလည်းအမြန်တက်ဆုတ်လာကြပါရည်။ဟန်တာဝရီတအူးကလည်းတောက်လျှောက်နောက်ကနေလိုက်လာတာကြောင့်ခန္ဓာတကားကိုအမြန်ပိတ်ကဟန်တာဝရီတက်ကိုအမြောက်လက်နဲ့ဂျီရီနဲ့စီးကျိုးလိုက်ပါရည်။အင်အား၅သိန်းနီးပါးရှိတဲ့ဟန်တာဝရီတက်တွေဟာအားနဲ့အင်းနဲ့ထိုးဖောက်လာတာကြောင့်ကြာဆုံးသွားတဲ့စစ်သားတွေကိုယာစားမနူကတွေ့ဝေပြီးကြည်နေပါရည်။လော်ခင်ကယာစားမနူကိုလာရောက်အားပေးနေသလို ဆရာတော်ကလည်းနောက်ဘဝမှာဒီထက်သာတဲ့အခြေအနေတွေနဲ့ရင်ဆိုင်ရပါစေလို့ဆုတောင်းပေးနေပါတယ်။စစ်သားလောင်းတွေကြားမှာစိတ်မကောင်းစွာပြေးရွနေတဲ့ဆရာတော်ကိုမျက်နှာမသာမယားရှိနေတဲ့ဘုန်းကြီးတွေကတချို့တွေဖြစ်နိုင်ကြောင်းယူရီးယားစစ်သူကြီးကဆွဆွဲခဲ့ပါတယ်။ရာဇမနူကတော့နရဲစွမ်းသာအမိန်ပေးပါကတုံးတိုက်တိုက်ကြားကြိုက်ကြိုက်ရင်ဆိုင်မှာဖြစ်ကြောင်းပြောပြပါတယ်။ MMA ဟန်တာဝရီတက်တွေကပထမတဆုပ်စစ်သားနှင်းငယ်ကိုဆေးလွတ်ပြီးယူရီးယားကနိုင်သွားကစိတ်တုံ့နှံ့ချနေချိန်မှာဟန်တာဝရီဟာဒုတိယတဆုပ်ကိုစစ်သားလုံးရင်နဲ့ထပ်မံထိုးဖောက်လာတာပဲဖြစ်ပါတယ်။အရသားတွေကလည်းစစ်တောင်းမြစ်ကိုသူထံကအမြဲဖြတ်ကူးနေရပါတယ်။ အရသားတွေကတစ်ဖက်ကိုကူပြီးစိတ်ချရကြမှာနရဲဆွမ်ကအမြောက်တက်တီကိုတက်ဆုပ်စီကဒရာဘီနာကိုယူလာစီပါလိ။မြားပြည်မှာလော်ခင်ကလည်းသူများကရာဇမနီရဲ့တနက်ထက်တော့ကောင်းသေးကြောင်းဂုံယူစွာပြောနေပါလိ။ချိုင်မူရီကစီဖြေထားတဲ့တူမြောင်းတွေကိုသူကိုယ်တိုင်မီနဲ့လိုက်ရှို့ပါလိ။ဟန်သာဝရီတက်ဟာမီတူမြောင်းကိုကြော်ဖြတ်ဖို့အခက်ခဲဖြစ်နေကြပါလိ။အဲ့ဒီအချိန်မှာယူရီးယားစစ်သားတွေနဲ့ဆေးဘတ်ဆိုင်ရာစပိုမူစတဲ့အရသားတွေဟာစစ်တောင်းမြေကူတရာကို ဖြတ်လာကြပါလိ။ ။နရဲဆောင်ကတော့တဖက်ကန်းကိုကူးပြီးရောက်လာတဲ့အခါရာသားမနူနဲ့လော်ခင်ဟာဒဏ်ရာရထားပြီးဒီဘက်ကန်းကိုရောက်လာဖို့ခဲယဉ်နေတဲ့အကြောင်းအမြန်ကူညီပေးနိုင်မှုအတွက်ပြောပြလာပါသည်။နရဲဆောင်ကရာသားမနူကိုသူကိုယ်တိုင်သွားရောက်ကယ်တင်မှုပြင်ဆင်တဲ့အခါတပ်မှုတွေကဒီအချိန်မှာရာသားမနူကအေးနိုင်သွားလောက်ပြီဖြစ်ကြောင်းနဲ့အာလုံးဒီဘက်ဒီဘက်ကန်းကိုရောက်နေတာကြောင့်တရားကိုလည်းဖောက်ခွဲဖို့အသင့်ဖြစ်နေပြီဖြစ်ကြောင်းတားဆီးလိုက်ပါသည်။နရဲဆောင်ကတော့သူသားရာသားမနူကိုမကယ်နိုင်ခဲ့ဘူးဆိုရင်သူ့ကိုယ်သူမင်းကောင်းမင်းမြတ်လို့အခေါ်မခံနိုင်ကြောင်းပြောကာစက္ကန်းကိုမီးရှို့ဖို့အမိန်ပေးလိုက်ပါရီ နောက်ထပ်နှစ်နာရီနေလို့မှသူတို့ပြန်မလာခဲ့လို့ရှိရင်တရားကိုဖောက်ခွဲပြစ်လိုက်ဖို့အမိန်ပေးပါရီစစ်သားရီဟာနေရဲဆွန်ရဲအမိန်အတိုင်းပဲစက်ခန်းကိုမီးရှို့လိုက်ပါရီတဖက်မြေကမ်းတန်နေရာမှာတော့ယာစားမနူကသူ့ကိုထားခဲ့ပြီးနေရဲဆွန်စီရောက်အောင်ပြေးဖို့အတွက်လော်ခင်ကိုပြောနေပါရီယာစားမနူကလည်းဒဏ်ရာပြင်းထန်နေပြီးဟန်တာဝရီတပ်သားတွေကလည်းရောက်လာကြပါရီယာစားမနူကမြင်းမော်ကပြုတ်ကျပြီးမြင်းမစီးနိုင်တဲ့အခြေအနေဖြစ်နေပါရီနေရဲဆွန်ရဲ့အဖွဲ့ကလည်းယာစားမနူတို့ရှိအောင်ရောက်လာပြီးဟန်တာဝရီတပ်သားတွေရဲ့လက်ထဲကနေယာစားမနူနဲ့လော်ခင်ကိုကယ်တင်နိုင်ခဲ့ပါရီ နရဲစွမ်းနဲ့မဏီချန်ဟာတခြားတပ်သားတွေနဲ့အတူတူစစ်တောင်းမြစ်တရားကိုပြန်ကူးလာချိန်မှာနရဲစွမ်းစခန်းကလေးတီတော်ကတရားပေါ်ကရန်ဦးတွေကိုဖောက်ခွဲလိုက်ပါတယ်တရားပေါ်မှာထောင်ထားတဲ့မိုင်းဆင်းဆင်းဟာပောက်ကွဲပြီးတရားဟာဟိုဘက်ထိပ်ကနေဒီဘက်ထိပ်အထိပြက်စီးသွားတာကြောင့်ဟန်တာရီတက်တွေလည်းကြံခဲ့ရပါတယ်စူပန်ကလျာကတော့အားလုံးဘေးကင်းစေဖို့ဖျားမှဆူတောင်းနေရပါတယ်ဟန်တာရီတက်မူသူရကောင်မကဝါလုံးနေခံပြီးစစ်သားလောင်းတွေကိုမြစ်ထဲထိုးချတာကတရားဆောင်နေပါတယ်ဟန်တာရီတက်ဟာဒီဘက်ကိုကူးဖို့စူးစမ်းနေပါတယ် နရဲဆွန်ရဲ့အမြောက်တက်ကလည်းဒီဘက်ကန်းကနေတဖုံဖုံနဲ့လှမ်းပြီးတော့စော်ပါလေ။အဲ့ဒီအချိန်မှာဆီယာရောချန်ချုံကရောက်လာပြီးနရဲဆွန်နဲ့ယာစားမနူတို့ငယ်စဉ်ကခိုးဝင်ကြည့်ခဲ့တဲ့တစ်တာကြီးတွေကပစ္စည်းတွေကိုထိုက်တန်စွာအခုထိတွေ့ခွင့်ရပြီဖြစ်ကြောင်းပြောကနရဲဆွန်ကိုပေးလိုက်ပါလေ။အဲ့ဒီလက်နက်တွေကိုသုံးပြီးအယုဒ္ဓယာကိုကဲတင်မို့လဲဆီယာရောချန်ချုံကတာဝန်ပေးလိုက်ပါလေ။နရဲဆွန်ဟာသူတို့တည်လာတဲ့တစ်တာတွေကလက်နက်တွေကပြောင်းအလွန်ရှည်ရိုက်ဖယ်တနက်တစ်လက်ကိုထုတ်ယူလာပြီးတစ်ကြည်စံထက်နှစ်မောင်းတင်သုံးတေချာချင်းလေးမှာတော့ဟန်တာဝရီတမှုသူရကောင်မကိုပြစ်ချလိုက်ပါလေ။ ်ငားမဟန်သာရီတန်မှုသူရကာမဟာစေမော်ကနေကားကနေမြေပြင်ကိုပတ်လက်ကလေးပြုတ်ကျလာပါရီယူရီးယားစစ်သားတွေဟာလည်းပျော်ရွှင်စွာအော်ဟစ်လိုက်ပါတော့တယ်ဟန်သာရီနန်းတော်မှာတော့နေရဲဆွမ်ဟာစစ်တောင်းမြစ်ကိုဖျက်ချော်သွားပြီဖြစ်ကြောင်းနဲ့သူရကာမအမတ်ကြီးကတော့ကြာဆုံးသွားပြီဖြစ်ကြောင်းတရင်သမားအပြူတော်ကစုပန်ကလေးကိုတရင်ပေးလာပါရီစုပန်ကလေးဟာဝန်နေဝန်သာခန်းစားချက်ကိုတပြိုင်တည်းခန်းစားလိုက်ရပါရီသူရကာမအမတ်ကြီးမရှိတော့တဲ့အခါဟန်သာရီတက်တီဟာလည်းကစင်ကလေးဖြစ်ကုန်ကြပါရီစုပန်ကလေးကတော့နေရဲဆွမ်ကိုချီးကျူးနေပြီး အယုဒိယဟာနေရဲစွန်ကြောင့်လွတ်လပ်တဲ့နိုင်ငံဖြစ်သွားပြီးမို့သူကတေလိုဝတေးနိုင်မည်ဖြစ်ကြောင်းပြောပါရီဟန်တာဝရီတက်တီကပြန်လည်ဆုတ်ခွာလာပြီးဖြစ်ကြောင်းစစ်ပွဲလဲအောင်မြင်မည်ဖြစ်ကြောင်းလာရောက်ရှောက်တင်တဲ့အခါဒါဟာအလုံးစုံအောင်မြင်တယ်လို့မခေါ်ဆိုနိုင်ကြောင်းနေရဲစွန်ကပြန်ပြောလိုက်ပါရီအခုလောလောဆယ်မှာတော့အယုဒိယရဲ့လွတ်လပ်တဲ့အရာသာကိုပြန်လည်ခန်းစားကြပြီးအကယ်၍နန္နာဘီရင်ထပ်မံဆစ်ဆင်လာပါကစစ်ပွဲဟာပြန်လည်စတင်ရမှာဖြစ်ကြောင်းပြောကဇလန်လီကလည်းဒီမှာပဲတခန်းရက်သွားပါတော့တယ်